တဲ့အတွေးကတင့်ဘွားရဲ့ပဲ့ကိုင်ရှင်ပါလူတယောက်ရဲ့ကြီးမြတ်မှုဟာသူ့ရဲ့အတွေးခေါ်တွေက ဆုံးဖြတ်တယ်ဆိုရဲရှေးစကားတစ်ခွန်းရှိပါတယ်ဒီစကားဟာအချိန်တိုင်းမှာမှန်ကန်နေတဲ့အမှန်တရားတစ်ခုပါအီလွန်မတ်စ်စတီးဗ်ဂျော့ပ်စ်ဂျက်ဖ်ဘေဇော့စ်တို့လူကမ္ဘာကျော်အောင်မြင်သူတွေရဲ့ဘဝတွေကဒီအမှန်တရားကိုတတ်သိပြနေပါတယ်နပိုလီယန်ဟေးရီရဲ့နံပါတ်ကျော် Think and Grow Rich စာအုပ်ထဲမှာလဲသင်ဘာကိုတွေးတယ်လဲသင်အဲ့ဒါပဲဖြစ်လာတယ်လို့ ရေးသားခဲ့ပါတယ်ဒီစကားတွေအားလုံးဟာမှန်တယ်ဆိုရင်တခုစဉ်းစားစရာရှိလာပါတယ်ဘာကြောင့်လူအများစုဟာအောင်မြင်မှုရဖို့အတွက်ဘဝမှာရုန်းကန်နေကြရတာလဲသူတို့မှာအနာဂတ်အတွက်အတွေးအခေါ်တွေမရှိကြလို့လားဒါမှမဟုတ်ကိုယ့်ရဲ့အစွမ်းအဆန်ကိုမမြင်ကြလို့လားဒီမိခွန်းတွေရဲ့အဖြေကို ဖော်ထုတ်ပေးမယ်တင့်ဘဝအတွက်အားအင်တွေပေးမယ်အစွမ်းထက်တဲ့ပုံပြင်တစ်ပုဒ်ကိုကျွန်တော်ဒီလေးပြောပြပေးခြင်းပါတယ်တခါတုန်းကအလွန်စီကားတဲ့ဘူရာယုံကြီးတစ်ခုမှာ သူရောင်းစားတယောက်ရှိပါတယ်။သူဟာဘူရာယုံကိုလာကြတဲ့ခရီးသွားတဲ့စီကပက်ဆန်အလူကမီနေ့စဉ်ဘဝကို ရှင်သန်နေရသူပါ။တနေ့မှာတော့သူဟာဘူရာယုံစင်ညာဘိုးကိုရှောင်းလန်းလာတဲ့ဝေကောင်းစားလာနဲ့စီဝါရေးတမားတယောက်ကို တွေ့လိုက်ပါတယ်။ဈေးကြီးတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးယုံကြည်မှုအပြည့်ရှိတဲ့သူ့ပုံစံကိုမြင်တော့သူရောင်းစားကဒီလူကတော်တော်ချမ်းသာမှာပဲ။ ငါ့ကိုပိတ်ဆံရဲရဲရော်ရော်ပေးမှသေချာတယ်လို့တွေးပြီးမျောလွင့်ချက်နဲ့ချင်းကပ်သွားပါတယ်။စီးပွားရေးတမားရှိကိုရောက်တော့သူ့လက်ကိုဖြန်ပြီးပိတ်ဆံတောင်းလိုက်တယ်။ဒါပေမဲ့စီးပွားရေးတမားကပိတ်ဆံပေးမယ့်အစသူ့ကိုစိုက်ကြည့်ပြီးမေးခွန်းတစ်ခုမေးလိုက်ပါတယ်။အဲ့ဒီမေးခွန်းကတော့ခမားကအမြဲတမ်းသူများစီကယူပဲယူနေတာလားတရရောက်ကို တခုခုလောပြန်ပေးဘူးလို့လားထိုမေးခွန်းက ူရဲ့ယင်ဘတ်ကိုတူနဲ့ထုလိုက်တလို့ပါပဲတူတထက်မှာ တောင်းခံခြင်းအကြောင်းပဲသိခဲ့ပြီးပေးဆက်ခြင်းဆိုတဲ့စကားလုံးကိုတခါမှမတွေးခဲ့ဘူးတာကြောင့်ဘာပြပေါ်ရမှန်းမသိအောင်မှင်းတက်သွားခဲ့ရသည်သူ့ဘဝမှာဒီလိုမိခုံမျိုးတခါမှမကြဘူးဘူးလေသူတောင်းစားတယောက်ရှုပ်သရီးစွာနဲ့ပြန်ဖြိုးဖို့စူးစမ်းနေစင်မှာပဲစီးပွားရေးသမားကခက်ရက်ရက်ပြုံးလိုက်ပြီးဆက်ပြောပါတယ်ခဏမှပေးเสียပါမှမရှိဘူးလို့ယုံကြည်နေရင်တောင်းပိုင်ခွင့်လည်းမရှိဘူး ကျွန်တော်ကစီးပွားရေးသမားအပြန်လန်ဖက်လှယ်မှုကိုယုံတယ်။ခင်ဗျားမှာကျွန်တော်ကိုပေးစရာတစ်ခုကိုရှိရင်ကျွန်တော်လည်းခင်ဗျားကိုတစ်ခုကိုပြန်ပေးနိုင်တယ်။ပေးစရာမရှိဘူးဆိုရင်တော့ကျွန်တော်လည်းဘာမှပြန်ပေးလို့မရဘူးလို့ပြောပြီးယထာဘုံတက်သွားပါတော့တယ်။သူတောင်းစားကအဲ့ဒီနေရာမှာချက်သေးသေးရင်ကြံခဲ့တယ်။စီးပွားရေးသမားရဲ့စကားတွေကသူ့ကောင်းထဲမှာပဲ့တင်ထက်နေခဲ့တယ်။သူကငါ့ကိုမယိုင်းဘူး။ဒါပေမဲ့သူပြောတာအမှန်ပဲ။ငါကဘာမှပြန်မပေးနိုင်ပဲနဲ့။ဘာလို့လူတွေကငါ့ကိုပေးရမှာလဲ။ ဒါဟာလူတွေကသူ့ကိုဘာလို့ပိုက်ဆံအများကြီးမပေးကြတာလဲဆိုရဲအကြောင်းရင်းကိုပထမဆုံးအချိန်နားလည်သဘောပေါက်သွားခြင်းပါပဲနှစ်ရလောက်ကြောင်သူဘသူစီမမှာပိုက်ဆံမတောင်းလို့ပဲစဉ်းစားနေခဲ့တယ်စီဝါရေးသမားရဲ့စကားတွေကသူ့နားထဲမှာပဲ့တင်ထနေစေပြလို့ချင်းရဲ့အရင်ပေးရမယ်ဒါပေမဲ့ငါ့မှာဘာပေးเสียချီလို့လဲငါကသူ့တောင်းစားတယောက်ပဲသုံးရမြောက်နေ့မှာတော့ဘူရာယုံတန်လမ်းပေးမှာပွင့်နေလေပိုင်းရိုင်းလေးတွေကိုသူတွေ့လိုက်တယ်အဲ့ဒီမှာသူ့ကောင်းလေးကိုအတွေ့အစ်စ်တစ်ခုဝင်းခနဲ့ဝင်းခဲ့ပါတယ် တောင်းယူတော့မှာပဲတဲ့တခုခုပြန်ပေးမယ်ဆိုရင်ကောပိုက်ဆံပေးတဲ့သူတိုင်းကို ပန်းတပွင့်ပြန်ပေးမယ်ဆိုရင်ကောဒီအတွေးဟာသူ့ဘဝရဲ့အချိုးအဝတ်တခုထင်လာခဲ့ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အပြောင်းလဲတခုကိုတင်ပဋိထားမိမှာပါအဲ့ဒီနေ့ကစပြီးသူဟာပတ်ဆံပေးတဲ့သူတိုင်းကိုပန်းတပွင့်စီလက်ဆောင်ပြန်ပေးခဲ့ပါတယ်လူဒီကပန်းလေးတွေရတဲ့အခါ an all one tap ဖြစ်သွားပြီးသူ့ကိုပြုံးပြကြကြီးစုတင်ကြတယ်ဒါအပြင်အရင်ကတည်းပိုပြီးရရရော်ရော် လူတန်းလာကြလာကို သူတတိထားမိလာတယ်။နောက်ထပ်အန်အောရှာတစ်ခုကတော့သူ့လက်ထဲမှာပန်းနေရှိနေသည်ဖြင့်လူတွေကပတ်စံအများကြီးပေးကြပြီးပန်းကုန်သွားတဲ့အခါအလူငိုကတိတိတတ်တာနဲသွားလာပါပဲ။လူတွေကတခုခု ပြန်ရလာကိုတကယ်ကြိုက်ကြတာပဲလို့သူတွေးမိလိုက်တယ်။တနေ့မှာတော့အရင်ကစီးပွားရေးသမားကိုယထားပေါ်မှာသူပြန်တွေ့လိုက်တယ်။သူဟာစိတ်လှုပ်ရှားစွာနဲ့အပြီးအလွာသွားပြီးဆရာဒီနေ့တော့ကျွန်တော်မှဆရာကိုပြန်ပေးစရာရှိပါပြီ။ ဆရာကျွန်တော်ကိုပတ်စံပေးရင်ကျွန်တော်ပန်းတပွင့်ပြန်ပေးပါမယ်လို့ယုံကြည်မှုရှိရှိနဲ့ပြောလိုက်တယ်။စီဝိုင်းသမားကပြုံးပြီးပတ်စံပေးကပန်းအချို့ကိုယူလိုက်တယ်။ပြီးတော့သူ့ကိုအားပေးစကားပြောပေးတယ်။ခမားကအခုတူတောင်းစားမဟုတ်တော့ဘူး။စီဝိုင်းသမားတယောက်ဖြစ်နေပြီ။ထိုးစကားလုံးများကသူ့စိတ်ထဲတွင် မီးရှူးပြီးပန်းနဲ့ပွင့်သွားစေတဲ့ကဲ့သို့ပင်။ဟုတ်တယ်။ငါဟာတူတောင်းစားမဟုတ်ဘူး။လူတွေကငါ့ကိုတနာလူပေးနေတာမဟုတ်ဘူး။ငါ့ပန်းတည်းရဲ့တံပိုးအတွက် ပေးချေနေတာထိုအတွေ့သည်သူ့တကူလုံးကိုလျှက်ချောင်းတစ်ခုဖြတ်ပြေးသွားစလို့ခွန်အားအစ်မများနဲ့ပြေးနပ်သွားခဲ့ပါတယ်ဒီအတွေ့နဲ့အတူသူဟာတတ်တိချီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသူတောင်းစားဘဝကိုဆွန့်လွတ်ပြီးဘူရယုံကနေထွက်ခွာသွားပါတော့တယ်6လကြာမှအဲ့ဒီဘူရယုံမှာပဲတရက်စွာဝစားထားရဲ့လူနှစ်ယောက်ပြန်ဆောင်တွေ့ကြပါတယ်တယောက်ကအရင်က စီဝါရဲ့တမားထိပ်ပြီးနောက်တယောက်ရဲ့မျက်နာကိုတော့ သူသိချာမှတ်မိတော့ပါဘူးကျွန်တော်တို့သိကြသလားခင်ဗျာလို့စီးဝါရဲ့သမားကမေးလိုက်တဲ့အခါထိုလူကပြုံးပြီးပြန်ဖြေပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီနေရာမှာပဲနှခါတွေ့ဖူးပါတယ်စီးဝါရဲ့သမားကအသေးအသန်စဉ်းစားပြီးမှမျက်လုံးငွေပြူးကျဲသွားပြီးနေပါဦးခင်ဗျားကအရင်ကတတောင်းစာ ကျွန်တော်ပန်းဝယ်ခဲ့တဲ့သူပဲလို့အန်အော်တကြီးပြောလိုက်တယ်ရခင်တတောင်းစာအခုပန်းကုံတွေကရဲမောပြီးဟုတ်ပါတယ်အဲ့ဒါကျွန်တော်ပါပဲ ဒါပေမဲ့ဒီနေ့တော့ကျွန်တော်ဟာတတောင်းစားတယောက်မဟုတ်တော့ပါဘူး။အောင်မြင်တဲ့ပန်းလုပ်ငန်းပိုင်ရှင်တယောက်ဖြစ်နေပါပြီ။လုပ်ငန်းတိုးချက်ဖို့အတွက်ခီးထွက်လာတာပါလို့ရှင်းပြလိုက်တယ်။စီဝါရေးသမားကဘလို့များဒီလောက်ပြောင်းလဲသွားရတာလဲလို့မေးတဲ့အခါပန်းကုံတွေကပြုံးပြီးပြန်ဖြေတဲ့စကားဟာအလွန်တန်ဖိုးရှိပါတယ်။ခမားကကျွန်တော်ကိုဘဝရဲ့အကြီးမားဆုံးအမှန်တရားတစ်ခုကို သင်ပေးခဲ့တယ်။ကျွန်တော်တို့ဟာပေးဆက်ပြီးမှသာပြန်ရနိုင်တယ်ဆိုတာကိုပေါ့ အဲ့ဒီနေ့ကနေပြီးကျွန်တော်ဟာတတောင်းစားတယောက်မဟုတ်ပဲစီးပွားရေးသမားတယောက်ခင်နေခဲ့ပြီးသားဆိုတာကိုကျွန်တော်မြင်တတ်ဖို့ပဲလိုခဲ့တာပါသူစကားကိုကြားပြီးနောက်စီးပွားရေးသမားကလေးစားသမှုအပြည့်အစုံခေါင်းကြီးလိုက်တယ်သူတို့နှစ်ယောက်ဟာအရင်ကလိုအလူရှင်နဲ့အလူခံဖြစ်မဟုတ်တော့ပဲတန်းတူစီတူစီးပွားရေးသမားနှစ်ဦးအဖြစ်လက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်ဒီပုံပြင်လေးကနေကျွန်တော်တို့အားလုံးအတွက်အဖိုးတန်တဲ့သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်အဓိကအကြအဆုံးအချက်တွေကိုပြောပြရမယ်ဆိုရင်တော့ တင်းရဲ့အမြင်ကတင်းဘဝကိုပုံဖော်ပါတယ်။တင်းကတင်းကိုယ်တင်ညံဖျင်းတယ်မစွမ်းဆောင်နိုင်ဘူးလို့ယုံကြည်နေသမျှတင်းဟာညံဖျင်းနေမှာပါပဲ။တင်းရဲ့ပင်ကိုအစွမ်းစားကိုတင်းကိုယ်တိုင်အတိအမှတ်ပြုလိုက်တဲ့အခါကြီးမြတ်မှုကိုရရှိနိုင်ပါတယ်။ပေးဆက်ခြင်းကရယူခြင်းရဲ့အစပါ။သူတစ်ပါးကိုတန်ဖိုးတစ်ခုခုမပေးနိုင်ပဲကိုယ့်အတွက်ကြီးပဲမျောနေတောင်းခံနေလို့မရပါဘူး။ကိုကစပြီးတန်ဖိုးတစ်ခုခုကိုပေးဆက်တဲ့အခါအရာရာကတင်းစီကိုပြန်လဲစီးဝင်လာပါလိမ့်မယ်။ အတွေးကိုပြောင်းပါအနာဂတ်ပြောင်းသွားပါလိမ့်မယ်။အောင်မြင်မှုဆိုတာအတင်ကအခြေအနေတွေပေါ်မှာမူတည်ရာထက်သိညာစိတ်နေတဲ့ဘောတာ mindset ပေါ်မှာအများကြီးပုံမူတည်ပါတယ်။ပုံမြင်လေးကသူတောင်းစားလိုပါပဲ။သူဟာသူ့ကိုယ်သူစီဝါရေးသမားတယောက်လို့တွေးလိုက်တဲ့အခါမှာတကယ်စီဝါရေးသမားတယောက်ဖြစ်လာခဲ့ပါတယ်။သင်လဲဒီနေ့ကစပြီးသင်ဖိချင်တဲ့ပုံစံအတိုင်းစတင်တွေးခေါ်လိုက်ပါ။ငုံချုံနဲ့တိုက်တွန့်ချက်ဒီနေ့ကစပြီးတင့်ကိုတင်ဘယ်လိုလူစားမျိုးလဲဆိုတာပြန်မေးကြည့်ပါ ကိုကိုကူအကန့်အသတ်တွေနဲ့ပေါင်းခတ်ထားသလားဒါမှမဟုတ်အစွမ်းအစရှိပြီးအောင်မြင်နိုင်စွမ်းရှိသူတယောက်အဖြစ်ရှုမြင်သလားတင်ဟာတင်ထင်ထားတာထက်အများကြီးပိုပြီးတန်ဖိုးရှိအစွမ်းထပ်ပါတယ်တင်အတွေးတွေကိုပြောင်းလဲလိုက်ပါတင်ဘဝတစ်ခုလုံးပြောင်းလဲသွားတာကိုတင်မြင်တွေ့ရပါလိမ့်မယ်ဒီပုံမြင်ကိုကြိုက်နှစ်သက်တယ်တင်အတွက်သင်ကန်းစာတစ်ခုခုရခဲ့တယ်ဆိုရင်တခြားသူတွေလည်းအားအင်တွေရအောင်ညှဝေပေးဖို့တိုက်တွန်းကြပါလေ အားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။